ကိုတိဆောက်ခဲ့ပြီးသားအိမ်တော်ရိုးကိုလည်းကိုစီပွားရေးလုပ်ငန်းလိုပဲသဘောထားပါကိုအိမ်တော်ဘက်ကကိုပုံမှာမယုံကြည်အောင်လုပ်ခဲ့တဲ့အချိန်မျိုးတွေမှာတန်တရားဖြစ်တယ်လင်မယားနှစ်ယောက်ပေါင်းစည်းတာလင်မယားနှစ်ယောက်ပဲလိုတယ်စီမျိုးသားချင်းလည်းမလိုဘူးမိဘလည်းမလိုအဘူးဂျားတုံးကြဝင်မဲ့ကိစ္စတွေဘာမှမလိုအဘူး ဒါပေါ့လိုတာပေါ့ဘာလို့လဲဆိုတော့ဟိုတန်တရားဆိုတာမလိုအပ်ဘဲနဲ့အများကြီးထားနေလို့မကောင်းဘူးလေကိုယ်တန်တရားဆိုတဲ့အရာမျိုးကဘယ်အရာနေလာလဲဆိုတော့တန်တရားဖြစ်ရအောင်လုပ်တဲ့အကြောင်းရင်းတန်တရားဖြစ်စေနိုင်တဲ့ လောက်ရက်တွေကိုပေါ်မူတည်ပြီးတော့ပဲတန်တရားဆိုတာဖြစ်လို့ရတာလူတယောက်ကအတက်လွတ်ကဘကိုနေနေရင်းနဲ့အတက်လွတ်ကြီးဆွဆွဲပြောဆိုနေရတယ်အဆောက်ကြည့်ခံနေရတယ်အချိန်ပြည့်ကြီးကိုမစထရစ်အရန်လောက်ခံနေရတယ်ဆိုလို့ရှိရင်ဒီအိမ်တော်ဝေးမှာဘယ်သူမှမပြောရှင်ဘူးဒါဟာယောက်ျားလေးမှမဟုတ်ဘူးမိန်းကလေးမှမဟုတ်ဘူးဒီအိမ်တော်ဝေးตายအဆင်ပြေဖို့ဆိုတာနှောင်းနှစ်ဖက်ပေါင်းစီမှနှောင်းနှစ်ဖက်လုံးစိတ်တက်ပိုင်းဆိုင်ရာရောအကျင့်စာရိတ္တပိုင်းရောတူညီမှ attitude တွေရောအဲခုမှတွေးခေါ်နိုင်စွမ်းရှိရဲ brain level တွေရောတူညီမှသာလေအိမ်တော်ဝေးကတိုးတက်တာအဆင်ပြေရာเนาะအဲ့တော့အိမ်တော်ဝေးတွေပို့ပြီးစတဲ့ဖို့အဆင် င်ပြေတိုးတက်ဖို့ဆိုတာလေဟိုနှစ်ယောက်လုံးမှာစင်ကျင်တုံတရားနဲ့နှစ်ယောက်လုံးမှာကြိုးကြောက်စီလွယ်မှုရှိစွာနဲ့စောင့်ထိုက်ရတဲ့အဲဝတ္တရားတွေစောင့်ထိုက်ရတဲ့တာဝန်တွေကိုစောင့်ထိုက်မှသာလေဒီ NL ရဲ့အစင်ပြေတိုးတက်တာလူတွေကလေလုပ်ငန်းကိုလုတ်တဲ့လုပ်ငန်းပိုင်ဆိုင်ရာကိုပဲတိုးတက်ဖို့အတွက်စူးစမ်းကြရတယ်။ကျမကတော့အကြံလေးတစ်ခုပေးချင်တာကကိုတိဆောက်ခဲ့ပြီးသားအိမ်တော်ရိုးကိုလည်းကိုစီပွားရေးလုပ်ငန်းလိုပဲသဘောထားပါ။တစ်နှစ်တစ်နှစ်တိုးတက်နေဖို့လိုတယ်။ဒီတစ်နှစ်မှာရှိရပြဿနာနောက်တစ်နှစ်မှာနည်းနေရမယ်။ ဒီနေ့မှာအိမ်တော်ကြီးကတော့ကစားတယ်ကျမတို့ဖြစ်ကြတယ်ပြဿနာကြီးတက်ကြတယ်။နောက်ဘာကြောင့်ဖြစ်တာလဲ solution အဖြစ်ကိုရှာရမှာလေ။အဲနေရတော့ဘာဖြစ်တယ်ငါကတော့ဘာဖြစ်တယ်ဆိုရဲကျွန်တော်တို့တယောက်နဲ့တယောက်ငမင်းကစားတွေပြောဆိုပြီးစကားနိုင်နေလူပြီးတော့ရန်ဖြစ်ရမှာမဟုတ်ဘူးဘာကြောင့်ဖြစ်တာလဲဆိုရဲလူပေါ်မှာမူတည်မရှာနဲ့ အကြောင်းရင်းပေါ်မှာမူတည်ပြီးရှာအဖြစ်ဘူးလူပေါ်မှာမူတည်ပြီးရှာရင်တော့ကိုယ့်ယောက်ျားကိုလည်းကိုပြောဆိုခြင်းစိတ်တွေများနေမယ်ကိုမိန်းမကိုလည်းကိုပြောဆိုခြင်းစိတ်တွေများနေလိမ့်မယ်အဖြေလေးကရှင်းရှင်းလေးပဲအဲ့တော့အဲ့လိုမျိုးကကိုကိုတိုင်းလည်းအခုကျမကိုတိုင်းလည်းဒီကျမရဲ့အိမ်တော်ရေးမှာအဲ့တိုင်းပဲကျမသွားပါတယ်တခုခုပြဿနာဖြစ်လာခဲ့တယ်ဆိုရင်ဘာကြောင့်ဖြစ်တာလဲ ဘသူကဖြစ်အောင်လုပ်တာလဲဆိုတဲ့အရာထက်ကိုဘာအကြောင်းရင်းကြောင့်ဖြစ်တာလဲဆိုတာကိုရှာတဲ့အခါမှာကိုယ့်ရဲ့အမျိုးသားပေါ့ကိုယ့်ရဲ့အမျိုးသမီးပေါ်မှာဖြစ်နေတဲ့အဲအဆိုင်ခဲဖြစ်နေတဲ့ဒေါသတွေကတစ်စစ်လေးနည်းနည်းလျှော့သွားပြီးတော့မှပို့ပြီးတော့အဆင်ပြေနိုင်တယ်အဲ့မှာမှခုနလိုတန်တရားဆိုတာမျိုးဘာကြောင့်ပါလာလဲတန်တရားဆိုတာနှမျိုးနှစားနဲ့ပါလာနိုင်တယ်ပထမတစ်မျိုးကကြတော့ကိုယ့်အိမ်နောက်ဘက်ကကိုယ့်ပေါ်မှာမယုံကြည်အောင်လုပ်ခဲ့တဲ့အချိန်မျိုးတွေမှာတန်တရားဖြစ်တယ် ဥမာသူ့စီကနေပြီးတော့ဥမာထားပါတော့ဖုန်းထဲကနေနည်းနည်းဖောက်ပြန်တဲ့စာလေးတချို့မိတာလားအဲဒါမှမဟုတ်ရှေ့သူသွားရလာတဲ့နောက်မှာကောနောက်ခံလိုက်တဲ့ခါမှာတခြားမျိုးသမီးတွေနဲ့တခြားမျိုးသားတွေနဲ့သွားနေတယ်ရှုပ်နေတာကိုမြင်လာလားအဲ့ချိန်မှာကောစပြီးတန်တရားဖြစ်ပြီတန်တရားဖြစ်ပြီဆိုကြတဲ့ကဘသူကစပူလောင်လဲကိုကစပူလောင်လဲအဲ့လိုအချိန်မျိုးမှာကိုကဒီအိမ်အောင်ကြီးကိုဘယ်လို decision ချရမလဲဆိုပြီးရုံးထွက်နိုင်အရှင်းရုံးထွက်လာ ကျမပြောပေးတာခွလွန်နိုင်ခွလွန်ခွလွန်နိုင်ဆုံးလို့ဒီနှစ်ခုတွေကတစ်ခုကိုရွေးချယ်လိုက်အဲ့လိုမဟုတ်နိုင်ဘူးဆိုလို့ရှိရင်တန်တရားနေနဲ့ပဲပူလောင်နေမယ်ဆိုလို့ရှိရင်အဲ့တန်တရားဖြစ်ခံရတဲ့သူကဘာမှဖြစ်ဘူးကိုပဲအဲစိတ်ထောင်းကိုကြီးဖြစ်နိုင်တာအဲနောက်တစ်ခုတန်တရားဖြစ်စေနိုင်တဲ့အကြောင်းအရာဘာလဲဆိုတော့ကိုကိုကိုစိတ်မလုံခြုံတာကိုကိုကိုစိတ်မလုံခြုံတာကိုကိုကို insecure ဖြစ်နေတာ မငါလူတော့မတူဘူးငါမလှဘူးငါအရန်ဝလော်လာပြီဟောငါယုတ်ကြီးကဘလို့ဖြစ်နေပြီသူ့ဘေးကပတ်ဝန်းကျင်ကလူတွေကကောင်မလေးတွေကလှလှလေးနဲ့သူအလုပ်လုပ်နေရတာသူ့ပတ်ဝန်းကျင်ကယောက်ျားတွေကအမိုက်စားတွေပြဿနာထားနေတဲ့အကောင်တွေဆိုရဲအရာမျိုးတွေဖြစ်လာတယ်ဆိုလို့ရှိရင်လေတန်တဲ့ရဆိုတာစတင်ပြီးဖြစ်ပေါ်လာတယ်အဲ့တော့ကိုကိုကိုကလည်းဘာဖြစ်ရလဲဆိုတော့ကိုမှရှိနေတဲ့ personality နဲ့ physically mentally ကိုလည်းပြင့်တင်ရတယ်တန်တရားဖြစ်တာကိုကင်းဝေးနိုင်ဖို့အတွက်ဒါလိုအပ်တယ်နော်အိမ်အောင်တဲ့ဒီမှာလိုအပ်တယ်နော်ဥပမာထားပါတော့ကိုရန်ဝါလုံးနေလို့ကိုကိုခံစားရတယ်ဆိုလို့ရှိရင် which ချရမယ်အဲအရန်ကြီး branded တွေဝတ်ပြီးတော့အရန်ပြင်ဆင်ပြီးတော့နေ့တိုင်း makeup တွေပါနေနေစရာတော့မလိုဒါပေမဲ့တသက်ရက်သေးတသက်လေးတဲ့ကိုကိုကိုမှန်ကြည့်လိုက်ရင် set confident မြင့်မားနေအောင်နေရမယ်အဲဆိုရင်ကိုကိုကိုလှတယ်ကျင်းနေနေတယ်ငါအရေးချင်းရှိရယ်တက်မိုးရှိတယ်ငါရဲ့ဘဝလေးကငါအတိုင်းတာလေးနဲ့အဆင်ပြေနေလို့တွေးရယ်ကိုကသူများတကာရဲ့ဘဝတွေမှာ blame မလုပ်ချင်အောင် တမန်တကာတွေရဲ့ဘဝတွေကိုကျမတို့ကဝင်ပြီးတော့တန်တရားမဖြစ်စေဘူးအဲ့ဒါလေးကအရေးကြီးယောက်ျားလေးဆိုလဲအဲ့လိုပဲเนาะယောက်ျားလေးဆိုလဲငါပတ်ဆက်မရှိလို့ငါဒီလိုမျိုးပတ်ဆက်ရှိရတဲ့သူတွေနဲ့ငါမိမပါဝါမအောင်ဆိုးရည်နေဆိုရင်စ조사အလုပ်조사ဟုတ်တယ်မလားဘသူမှအထင်ကြီးအောင်လုပ်ဖို့မလိုဘူးလင်မယားနှစ်ယောက်ကြမှာတယောက်နဲ့တယောက်နဲ့အထင်ကြီးလေးစားမှုရှိနေဖို့ပဲလိုရယ်လင်မယားနှစ်ယောက်ပေါင်းစည်းတာလင်မယားနှစ်ယောက်ပဲလိုရယ် စီမျိုးသားချင်းလည်းမလို့မိဘလည်းမလို့အဖို့ဂျားတုံးကြဝင်မဲ့ကိစ္စတွေဘာမှမလို့အဖို့နော်အဲ့တော့ပြောချင်တာတန်တရားကိဝေဖို့အတွက်ကိုယ်စိတ်ထဲမှာဖြစ်နေတဲ့အငုံစိတ်တွေ insecure တွေကို secure ဖြစ်နေတာတွေကိုဖယ်မယ်နောက်တစ်ခါကျခုနောက်လို့ကိုယ်ကိုတန်တရားဖြစ်အောင်လုပ်တဲ့အဖြေကိုရှာမယ် ဒါပဲမဟုတ်ရင်တော့ဒီအိမ်တော်ကြီးကပျက်စီးပြုတ်ွဲမှာပဲဟုတ်တယ်မလားဥမာကွာထားပါတော့ဘာမှမလုပ်တဲ့လူတွေကဥမာကျမဘာမှမလုပ်ဘူးကျမမျိုးသားကျမကိုအချိန်ပြည့်ဟိုကားမှလည်းကြည်ပြစီးတက်ပြီးစောက်ကြည့်နေမယ်နောက်ရောက်ခိုင်းလိုက်လိုက်ကြည့်နေမယ်အမြဲတမ်းဘမလည်းဘာလုံးမလို့လဲအချိန်ပြည့်ပြဿနာရှာနေမယ်ယောက်ျားလေးတွေနဲ့အဲကျမမဟိုတငယ်ချင်းတွေနဲ့စကားပြောတာပဲဖြစ်စေလုပ်ငန်းခွင်မှာကျမလုပ်ငန်းပါတနာကြီးနဲ့စကားပြောတဲ့ယောက်ျားလေးတွေနဲ့လည်းအချိန်ပြည့်ပေးစားနေမယ်ဆိုရင်ဒီအိမ်တော်ကြီးမှာဘာမှမပြောဘူးစွန့်ခွာမှာပဲ ဆုံးခွာမှာပဲတေးစားတယ်။ဘာဖြစ်လို့ဆိုတော့လူတယောက်ကတိခတ်တိုင်းနဲ့အတိုင်းတာ limit စောင့်ကြည့်နိုင်တဲ့အရာဆိုတာကတယောက်နဲ့တယောက်တစ်ခုနဲ့တစ်ခုကမတူနိုင်ဘူးလေ။နော်အဲ့တော့တန်တရားအင်တာဝေးကွာဖို့ထိတွန်းမို့နိုင်လားဆိုတော့အမေကုန်းကိုကျွန်မဖြေရမယ်ဆိုရင်တိတိကျကျဖြေပါရတယ်။ တွန်းပို့နိုင်ပါတယ်အင်နာဝေးတန်တရားကြောင့်အင်နာဝေး question နိုင်ပါတယ်เนาะအဲ့တော့တစ်ဖက်ကလည်းယုံကြည်မှုကိုတန်မိုးထားပါကိုယ့်ကိုပေးရယုံကြည်မှုကိုတန်မိုးထားပြီးတန်တရားမဖြစ်စေအောင်ကိုယ့်ရဲ့မိန်းကလေးကိုယ့်ရဲ့ယောက်ျားလေးကိုယ့်ရဲ့ယောက်ျားစိတ်လုံခြုံမှုရအောင်ကိုကလည်းပေးစွမ်းမှာစူးစမ်းပါတစ်ဖက်ကလည်းအဖြေတွေအခြေမြစ်တွေတိတိကျမရှိတဲ့စကားလုံးတွေနဲ့ဘာမှတိတိကျသက်သေတွေမရှိဘဲနဲ့ဆွဆွဲပြောဆိုတာတွေဖြောင်းကျင်မယ်ဆိုရင်အင်နာဝေးလေးတွေကတစ်နှစ်နဲ့တစ်နှစ်ပို့ပို့အဆင်ပြေလာမယ်တိုးတက်လာမယ်အောင်မြင်လာမယ်လို့ပဲကျွန်မပြောချင်ပါတယ်အခါကျရင်ဈာတ်သုံးကြဘူးသူပဲဝင်ဝင်အဲပျက်စီးပြီးယူရင်းမှာမဟုတ်တော့ပါဘူး အဲ့တော့အသေးစိတ်သိချင်တဲ့ဒီ day ဆွေးနွေးချင်တဲ့သူတွေရှိရင်ဒီ post လေးရဲ့ဖုန်းနံပါတ်တွေမှာလည်းဆွေးနွေးလို့ရပါတယ်ပြီးတော့ဒီအောက်မှာအဲပြည့်စုံတဲ့မိကွန်းလေးတွေနဲ့မေးလို့ရတယ်အဲ့တော့ကောင်းမွန်တဲ့မိကွန်းလေးတွေဖြည့်ဖို့အစီအပြေရဲ့မိကွန်းလေးတွေရှိခဲ့မယ်ဆိုရင်လည်းဒီဥပဒေရာအကြံပေးတဲ့ဒီအင်နာဝိတ်ခန္ဓာလေးတွေမှာအမြဲတမ်းဖြည့်ပေးသွားပါမယ်ရှင်ကျေးဇူးတင်ပါတယ်